မကောင်းတဲ့အလုပ်တွေအပြောတွေကိုလှောက်ထားပြောထားတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေကမူအဲ့ဒီမကောင်းမှုကအကျိုးမပေးသေးဘူးဆိုလို့ရှိရင်ကောင်းတာတွေကိုသူတွေ့မြင်ရသေးတယ်တဲ့လူမိုက်တွေလူယုံမာတွေပင် ဖြစ်စေကမူသူတို့လှောက်ထားတဲ့အလုပ်တွေကအကျိုးမပေးသေးခင်မှာတော့ကောင်းတာတွေကို တွေ့မြင်ရသေးတယ်တဲ့သဘောပေါက်ရလား အေးသူတို့လှုပ်ထားတဲ့မကောင်းမှုတွေက အကျိုးပေးပြီလဲဆိုရောမကောင်းတာတွေကြီးကိုပဲဇက်တိုက်ကြီးတွေ့ရတော့တာပဲတဲ့ဒါကပထမဂါထာရဲ့အဓိပ္ပာယ်ထပ်ပြီးတော့ရှင်းပြမယ်ဗျာမကောင်းတာတွေအများကြီးလှုပ်ထားတဲ့လူမိုက်တွေပင်ဖြစ်စေကမူအဲ့ဒီသူတို့လှုပ်ထားတဲ့မကောင်းမှုတွေအကျိုးမပေးသေးသမျှကာလပတ်လုံးကောင်းတာတွေကိုမြင်နေရသေးတယ် အဲ့သူတို့လှုပ်ထားတဲ့မကောင်းမှုတွေအကျိုးပေးပြီလေဆိုတော့မကောင်းတာတွေကြီးဒုက္ခတွေကြီးတွေ့ရတော့မြင်ရတော့တာပဲတဲ့သဘောပေါက်လားအေးနောက်ဒုတိယဂါထာကဘာပြောတုံးဆိုတော့ယထာသဇာဝါခြင်းမြလောက်သောကာလပတ်လုံးဗဒ္ဒရံကောင်းမှုသည်အနာပိစတိအကျိုးမပေးသည် တောင်းဝတို့ကောင်းမှုအကျိုးမပေးသေးသည်မြကာလပတ်လုံးဘရောပိကောင်းတဲ့ပုဂ္ဂိုလ်ပင်ဖြစ်စေကားမူပါပံမကောင်းတဲ့အကျိုးပေးတွေကို ပတ္တိတွေ့မြင်နေရတယ်လူကောင်းသူကောင်းကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်ပင် ဖြစ်စေကားမူအဲ့ဒီသူလုပ်ထားတဲ့ကောင်းတာတွေက အကျိုးမပေးသေးဘူးဆိုလို့ရှိရင်မကောင်းကျိုးတွေဒုက္ခတွေကိုအဲ့ဒီပုဂ္ဂိုလ်တွေ့ရတတ်တယ်တဲ့ ူကောင်းမင်ဖြစ်စေကမူကောင်းနာတွေအကျိုးမပေးစေခင်ကြာကာလမှာမကောင်းနာတွေကိုတွေးနေရတယ်။အေးကောင်းနာတွေလည်းအကျိုးပေးပြီဆိုတော့အဲ့ဒီပုဂ္ဂိုလ်ကောင်းနာတွေကြီးတွေးရတော့တာပဲတဲ့။ဒီတော့ပေးသက်ပေါင်းသူတော်ကောင်းတို့ကံတရားတွေရဲ့အကြောင်းကနည်းနည်းကျဲ့ပြန့်လွန်းတော့တိတိကျကျမှန်မှန်ကန်ကန်နားလည်ဖို့ခက်ခဲတယ် ကောင်းတာလုပ်ပေမလို့မကောင်းတာတွေတွေ့နေရတတ်တယ်မကောင်းတာလုပ်ပေမလို့ကောင်းတာတွေတွေ့နေရတတ်တယ်ဒါကြောင့်ကံတရားကိုတန်တရားဝင်ကြတဲ့ပုံကိုယ်တွေဒီကနေ့ခေတ်လူတွေအများကြီးရှိတယ်လို့ဦးဇင်းတို့ထင်တယ်တချို့ဗုဒ္ဓဘာသာဝင်ဆိုတော့ကိုကမပြောရဲဘူးလေမပြောရဲပေမလို့တူတူတိတ်တိတ်တော့ပြောနေတာပဲဟာကြည့်ပါဦးသူတို့မကောင်းတာတွေလုပ်နေတာဒါပေမဲ့ချမ်းသာလိုက်တာလဲလွန်ရောမပြောကြဘူးလား မကောင်းတာတွေလုပ်ပြီးတော့ဘာလို့ချမ်းသာတာတော့ဘုရားကမကောင်းတာလုပ်ရင်မကောင်းတာဖြစ်မှာပဲလို့ဟောထားတာအခုသူတို့မကောင်းတာလုပ်နေတာဘာလို့ချမ်းသာတာတော့တိတ်တိတ်ကလေးမေးနေတာတွေမရှိဘူးလားတချို့ပုံကိုယ်တွေကြတော့ကြဲကြဲပြန့်ပြန့်တောင်ပြောတာတွေရှိတယ်ဟုတ်လားအေးတချို့ကောင်းတာတွေလုပ်နေတယ်ကြည်ပါဦးကောင်းတာတာလုပ်တယ်ပြောနေတယ်ဆင်းရဲလိုက်တာလည်းလွန်ရောကောင်းတာတွေလုပ်ပြီးတော့မကောင်းတာတွေကြီးဇက်တိုက်တွေ့နေတဲ့လူတွေကိုမတွေ့ဘူးလား ေးအဲ့ဒါတွေကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားကဒီမှာပြောနေတာဟုတ်လားကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ပင်ဖြစ်စေကားမူအဲ့ဒီကောင်းမှုကြီးကအကျိုးမပေးသေးခင်မှာတော့မကောင်းတာတွေကို သူ လက်တလို့တွေ့ရတတ်တယ်ဒါပေမဲ့ကောင်းတာတွေအကျိုးပေးပြီလဲဆိုတော့ကောင်းတာတွေကြီးပဲတွေ့တော့တာပါပဲတဲ့ဟုတ်လားအေးဂါထာလေးနှစ်ပုဒ်ကစန့်ကျင်ဘက်လေးတွေကိုပြောထားတာနော် မကောင်းတာတွေလှုပ်တဲ့ပုဂ္ဂိုလ်ပင်ဖြစ်စေကမှုမကောင်းမှုအကျိုးမပေးသေးခင်မှာတော့ကောင်းတာတွေတွေ့ရသေးတယ်။မကောင်းတာတွေလည်းအကျိုးပေးပြီဆိုရောမကောင်းတာတွေကြီးပဲတွေ့ရတော့တာပဲတဲ့။ဒါကိုမျက်စိမလဲဖို့လိုတယ်နော်။ဟုတ်လား။မျက်စိမလဲဖို့လိုတယ်။ဒီကထာလေးကိုမြတ်စွာဘုရားဘဇုကိုအကြောင်းပြုပြီးတော့ဟောတာလေဆိုတော့နာရပင်တတိကြီးကိုအကြောင်းပြုပြီးတော့ဟောတာ။ ပိသိပဇုကိုအကြောင်းပြုပြီးဟောတယ်။အနာတပင်တတိကြီးကိုအကြောင်းပြုပြီးတော့ဟောတာ။ဟောစရာအကြောင်းလေးကဘလို့ဖြစ်လာတာလဲဆိုတော့ဦးဇင်းတို့အနာတပင်တတိကြီးကမြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးကို94ကတိတိတိစွန့်ကျဲပြီးတော့ရှိသမျှစီးစိမ်နေအကုန်ကြခံပြီးတော့သာသနာတော်မြတ်ကြီးကိုထောက်ပံ့ကနေထောက်ပံ့ခဲ့တယ်ဆိုတာကြားဘူးတယ်နော်။ အေးကြောင်းတော်ကိုလည်းတရက်ကိုသုံးကောင်းလောက်သွားတယ်။သွားတိုင်းလည်းပဲလက်ချီသွားတာမဟုတ်ဘူးလူဝဲတန်းဝဲနဲ့ယဟန်တန်ဃာတော်တွေအတွက်အားလုံးကိုယူဆောင်ပြီးတော့သွားတာ။အဲ့ဒါလို့နဲ့နေလာလိုက်တာတန်ဃာတော်ရှင်မြတ်တွေကလည်းဖျားမှုရှိတဲ့တန်ဃာတော်ရှင်မြတ်တွေကလည်းနေတိုင်းလူလူနာရပင်တထေးကြီးရဲ့အိမ်ကိုကြွရောက်ပြီးတော့စွန်းစားတာတွေချီးမြှင့်တာတွေလုပ်တာကိုလို့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒီနာရပင်တထေးကြီးရဲ့ အိမ်မှာတတိုင်းတွေကအထက်ထက်ကာယံထားလာအဲ့ဒီမှာစတုထမ်းမြောက်တတိုင်းမှာမုတ်မှာစောင့်နေတဲ့နတ်တယောက်ရှိတယ်အဲ့ဒီနတ်ကမိစ္ဆာဒိဋ္ဌိနတ်ဟုတ်လားအဲ့ဒီနတ်ကသူကမုတ်ပေါ်မှာအမြဲတမ်းနေနေတာဒါပေမဲ့လို့ဖျားမှုရှိတဲ့တန်ဃာတော်တွေကြွလာရင်တိလန်းရှိတဲ့ပုဂ္ဂိုလ်တွေကအောက်ကဖြတ်သွားတာဆိုတော့အဲ့ဒီတန်ဃာတွေအဝင်အထွက်လုံတိုင်း သူနဲ့သူ့မိသားစုကမြေကြီးပေါ်ကိုဆင်းဆင်းပြီးတော့နေရတာအဲ့ဒါကို तू မကြိုက်ဘူးမကြိုက်တော့ဘာလုပ်လဲဆိုတော့တရက်လည်းမဟုတ်တနေ့လည်းမဟုတ်တစ်လလည်းမဟုတ်နှစ်တည်းလည်းကြာလာပြီဆိုတော့တန်ဃာတော်ဒီဒီအိမ်မလာစေခြင်းဘူးအဲ့ဒီတော့ဘာလုပ်လဲဆိုတော့တထေးကြီးကိုလည်းမပြောရဲဘူးတထေးကြီးကသောတာပန်အရိယာကြီးလေအဲ့ဒီတော့ तू ဘယ်သူကိုပြောလဲဆိုတော့ အဲ့ဒီတတိကြီးရဲ့အမှုကိစ္စအားလုံးကိုဥဆောင်ပြီးတော့ဆောင်ရွက်ပေးတဲ့အမှုဆောင်လူကြီးစီကိုချင့်ကပ်ပြီးတော့ပြောတာအဲ့ဒီနှက်ကကိုထင်ရှားပြန်ပြီးတော့တောင်ပြောတာနော်သင်တို့တတိကြီးကစီဝါရေးလည်းဘာမှမလုပ်ဘူးအမြဲတမ်းပေးကမ်းနေတာယဟန်ဂေါရမရဲ့သာသနာမှာအမြဲတမ်းဆွံ့လူနေတာဆိုတော့တနေ့မွေးသွားလိမ့်မယ်ဒါကြောင့်တန်ဃာတွေကိုဒီအိမ်မလာစေနဲ့အဲ့ဒီလိုပြောတော့အမှုဆောင်လူကြီးကလည်းသူတော်ကောင်းကြီးဆိုတော့သင်ဘာပြောတာတော့ တထေးကြီးကငါရဲ့ရောင်စုံကနေကင်ဆွဲပြီးတော့အိမ်ကနှင်းထုတ်မယ်ဆိုရင်တောင်မှငါဒီစကားမပြောနိုင်ဘူးအဲ့ဒါနဲ့နှက်ကလက်လျှော့နောက်နာရဘိတထေးကြီးရဲ့သားကြီးစီကို ချင်းကပ်ပြီးတော့တခါပြောပြန်တယ်သားကြီးကလည်းလက်မခံဘူးအဲ့ဒါလို့နဲ့တထေးကြီးကိုတော့သူလုံးဝမပြောရဘူးနော်အဲ့ဒါလို့နဲ့နေလာရင်းနဲ့နောက်တော့ဘာဖြစ်လဲဆိုတော့တထေးကြီးကဆင်းရဲနွမ်းပါသွားလာဘာလို့ဆင်းရဲနွမ်းပါသွားလဲဆိုတော့ တတိကြီးစီကနေပြီးတော့ငွေကြီးတွေကိုချေငန်းပြီးတော့လှုပ်ကြတဲ့ကုံတွေပေါက်ဆလေးတွေရှိတယ်။အဲ့ဒီကုံတွေပေါက်ဆလေးတွေကဆူ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 ပြီးတော့ငွေကြီးတာငွေပေါင်း10နဲ့ရှိကြတယ်။တန်း180ကျော်လောက်နော်။အဲ့ဓာတွေကိုတတိကြီးကစီးပွားရေးမှာသိပြီးတော့အာယုံမဆိုင်ဖဲနဲ့သာသနာရေးကိစ္စကိုပဲစိတ်ဝင်စားနေတာဆိုတော့အဲ့ဒီကုံတွေငယ်လေးတွေကပြန်မပေးဘူး။အဲ့ဒါတတိကြီးမှာငွေ18ကျော်ကျွေးထဲမှာနစ်နေတာ။ဟုတ်လား။ ပြီးတော့ဘိုးဘွားမိဘဆက်ဆက်ပိုင်ခဲ့တဲ့အရှိရာဝတီမြစ်ကမ်းတစ်ဘေးမှာမြုပ်ထားတဲ့ငွေ30နဲ့ရှစ်ကလေးကြီးဦးတွေထဲမှာအလုံးပိတ်ပြီးတော့မြုပ်ထားတာလည်းရှိတယ်။အဲ့ဒါလေအရှိရာဝတီမြစ်ကျောကရေကြီးတော့တခါလေတိုက်စားပြီးတော့မျောပါသွားတာ။အဲ့ဒီငွေဦးကြီးတွေဟာမပွင့်ပဲနဲ့အလုံးပိတ်ကြီးတွေလိမ့်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 ပြီးတော့မြစ်ရဲ့ကျမ်းမြေရှောင်းလိမ့်ပြီးတော့အဲ့ဒါသမုဒ္ဒရာအထိရောက်နေတာ။အဲ့ဒါ30နဲ့ရှစ်ကလေးတဲ့။ အဲ့ဒီမှာတထေးကြီးမှာတော်တော်ကြီးကိုဆင်းရဲနှွမ်းမသွားတော့ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုဟိုတုန်းချမ်းသာတုန်းကလို့ကောင်းကောင်းမွန်မွန်မဆက်ကပ်နိုင်ဘူးသကဝဲထမင်းဘုံကြီးဟင်းတဲ့ဒါလေးပဲလှူနိုင်တာအဲ့ဒါတထေးကြီးကစိတ်မကောင်းဘူးတထေးကြီးကစိတ်မကောင်းတော့တနေ့တော့မြတ်စွာဘုရားထံတော်မောက်အဲ့ဒီတထေးကြီးရောက်သွားတယ်ရောက်သွားပြီးတော့ရှင်ဘုရားတဲ့ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုဘုရားတပည့်တော် မုံမုံမြက်မြက်မဆက်ကပ်နိုင်တဲ့အတွက်ကြောင့်စိတ်မကောင်းဘူးဖေဟာအဲ့ဒီလိုရှောက်တော့မြတ်စွာဘုရားကတခါကြီးစိတ်မကောင်းမဖြစ်ပါနဲ့သင်ရဲ့လှူပွဲဝိတုကညံ့မိမယ်လို့အလှူကံပုဂ္ဂိုလ်ကသီလသမာဓိပညာနဲ့ပြည့်စုံတဲ့ဖရားလက်ထက်သာသနာတွင်ကာလာကြီးမှာဆိုတော့အလှူကံပုဂ္ဂိုလ်ကသိမ့်မြင့်မြတ်တဲ့အတွက်ကြောင့်အင်မတန်အကျိုးကြီးတယ်တဲ့ငါဖရားတခုသောဘဝတုန်းက ဝေလာမဆိုတဲ့ပုံနာကြီးဖြစ်ခဲ့တယ်။စီးတဲ့ဥစ္စာလည်းသိပ်ပြီးတော့ကြီးကြီးကျယ်ကျယ်ပိုင်ဆိုင်ခဲ့ဘူးတဲ့။အဲ့ဒါအလှဒါနရဲ့အကျိုးပေးတွေကိုသိယုံကြည်တဲ့အတွက်ကြောင့်ငါအများကြီးအလှဒါနတွေပြုခဲ့တာ။ဘလောက်ထိပြုလဲဆိုလို့ရှိရင်အနီးအနားဝန်းကျင်မှာရှိတဲ့လူတွေလည်းမလို့ရဘဲနဲ့ထွန်းတုံးတွေကိုထောင်ထားရောက်လာအောင်ငါအလှဒါနကြီးကိုပြုခဲ့တာ။ထမရီချောင်းစီဆိုတာအဲ့ဒီတုန်းကမှတကယ်တဲ့မြတ်စွာဘုရားက အဲ့ဒါပေးခဲ့တာမြန်ရွှေလီမန်းတွေနဲ့ထည့်ပေးတယ်ငွေလီမန်းတွေနဲ့ထည့်ပေးတယ်အဝတ်အစားတွေအစားအသောက်တွေအကုန်လုံးအသုံးအဆောင်ငါမလှဘူးတာဆိုရင်မရှိတော့အောင်အကြီးကြီးလှခဲ့တာဒါပေမဲ့လို့တက်အလှရဲ့အစာပေါင်းများစွာနှိမ့်ကြတဲ့ကုသိုလ်ကောင်းမှုကိုပဲငါရခဲ့တာအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဝေလာမတုတ်တန်းဆိုတာကိုဟောပါတယ်ဘုရင်တို့နဝကနိဗ္ဗာန်မှာလာရှိတယ်အင်္ဂုတ္တပါဠိတော် ဟုတ်လားဒါပေမဲ့လို့အဲ့ဒီတုတ်တန်ကြီးကိုဦးဇင်းတို့အကျေတဝန်ပြောဖို့ရည်ရွယ်ထားတာမဟုတ်လေတော့ဒီပြင်ပြောစရာတွေကအများကြီးရည်ရွယ်ထားတာရှိတယ်လေအဲ့ဒီဝေလာမတုတ်တန်မှာမြတ်စွာဘုရားကပြောတာတွေကမှတ်သားစရာအကောင်းလို့အကြံဉာဏ်လေး2မိနစ်3မိနစ်လောက်လေးနဲ့အပြည့်ပြောမယ်နော်ဝေလာမတုတ်တန်မှာဆိုလိုရင်းကဘာလဲဆိုတော့သာသနာ့ဘကာလမှာသူတော်ကောင်းစိတ်မရှိတဲ့ပုဂ္ဂိုလ်တွေသီလနဲ့မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုပေးရလှူရတာထက် တိလနဲ့ပြည်စုံတဲ့ပုံကိုယ်တွေကို ပေးလူရတာကမြတ်တယ်။အဲ့ဒါလိုသာသနာ့ဘမှာလှူရတာတဲ့တရဏဂုံသုံးပန်းတည်တဲ့ပုံကိုယ်ကိုလှူရတာက မြတ်တယ်။ကုသိုလ်ကောင်းမှုတို့ရဲ့တန်ဖိုးကိုအကဲဖြတ်ပြတာ။တရဏဂုံနဲ့ပြည်စုံတဲ့ပုံကိုယ်ကိုလှူရတာတဲ့ငါးပါးတိလနဲ့ပြည်စုံတဲ့သာသနာတွင်သားကိုလှူရတာကမြတ်တယ်။ဟုတ်လား။ငါးပါးတိလနဲ့ပြည်စုံတဲ့ပုံကိုယ်ကိုလှူရတာတဲ့ ငါးပါးသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုလှူရတာထက်သောတာပန်တည်နေတဲ့ပုဂ္ဂိုလ်ကိုလှူရတာမြတ်တယ်။ဒါဒါနတွေကိုစစ်ဆေးနေတာနော်။သောတာပန်နဲ့သက္ကရာကသက္ကရာကနဲ့အနာကအနာကနဲ့ယဟန္တာယဟန္တာတွေပြည့်စေကဗုဒ္ဓဒါဥစဉ်ကကြော်ချလိုက်တာအကသဝကမဟာသဝကတွေကြံသေးတယ်။အဲ့ဒီပြည့်စေကဗုဒ္ဓအရှင်မြတ်ကိုလှူရတာထက်သမန္တမௌဒိညာဉ်ကိုရတဲ့ဖရာရှင် ကိုတော်မြတ်ကိုလှူရတာမြတ်တယ်။ ဘုရားရှင်ကိုတော်မြတ်ကိုလှူရတာတဲ့ဘုရားအမှုရှိတဲ့တန်ဃာတော်တွေကိုလှူရတာကမြတ်တယ်။အဲ့ဒီမြတ်လာပါတယ်ဆိုတဲ့အလှူဒါနဒီထက်ဘုရားရဲ့ဂုံတရားရဲ့ဂုံတန်ဃာရဲ့ဂုံကိုတကယ်သိမြင်နားလည်ပြီးတော့ယုံကြည်ပြီးတော့စီးကပ်ရတဲ့တရဏဂုံမြတ်သုံးပါးကမြတ်တယ်တဲ့။ဘေးသာပေါင်းသူတော်ကောင်းတို့အလှူဒါနပေါင်းများစွာ ဘုရားမှုရှိတဲ့တန်ဃာတော်တွေဆိုမှတော့ကြီးကျင်လာပြီပေါ့နော်အဲ့ဒီဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုကြောင်းဆောင်လူသင်္ကန်းလူအားလုံးလူလူကျင်တဲ့လောက်လူအဲ့ဒီလူတဲ့အလူတွေတဲ့သုံးပါသောတရဏဂုံကမြတ်တည်တည်ပိဒယဟိုကောက်ရိုးတွေထင်းနေဟိုကြွားကြီးတရွာတော့အပုံကြီးပုံထားတာနဲ့ဟိုဗရမ ्या ကလေးလက်တစ်ချက်လောက်ကလေးမများဘူးနော်ဘယ်ဟာကတန်ဖိုးရှိမလဲ မဘူးလို့ဗရမများမှုလို့ပေါ့ဟုတ်လားအဲ့ဒါလိုပဲနော်အလှဒါနဒီထက်ကြိုက်တဲ့လောက်လှူနော်အဲ့ဒီအလှတွေထက်ဘုရားကုံတရားကုံတန်ခါကုံကိုတကယ်သိမြင်နားလဲပြီးတော့အော်ဘုရားဆိုတာပါတရားဆိုတာပါတန်ခါဆိုတာပါလို့တကယ်မှန်မှန်ကန်ကန်သိပြီးတော့အသက်ပါအပ်ပြီးတော့စီကတ်နိုင်တဲ့တရဏဂုံသုံးပါးကပါလေမြတ်တယ်တဲ့အဲ့ဒီတရဏဂုံသုံးပါးတဲ့၅ပါးတီလလုံုံရတာကမြတ်တယ် ဖိသက်ရင်ငွေကုန်ကြေးချက်မများဘဲနဲ့လူပြည့်ချိုးနဲ့ဆရာကုသိုလ်လေးတွေကိုပြောနေတာဟုတ်လားအဲ့ဒီ၅ပါးသောတီလထက်လက်ဖြစ်တဲ့ခန့်နွားတို့တညစ်ခန့်မြပွားများရတဲ့စစ်မှန်တဲ့မေတ္တာတရားလေးကမြတ်တည်တဲ့နော်အဲ့ဒီမေတ္တာတရားတွေထက်လက်ဖြစ်တဲ့ခန့်မြပွားများရတဲ့အနိစ္စတင်ညာဖိသက်ရင်ဗာတင်ညာအနိစ္စတင်ညာအနိစ္စဆိုတာက မမြဲတာတင်ညာဆိုတာကအမှတ်ရတာမမြဲခြင်းတရားကိုအမှတ်ရလိုက်တာစိတ်แท้ကဟုတ်လားအဲ့ဒီအိိဆာတင်ညာလက်ဖြစ်တွက်ခန့်ကာလမြတ်ကြတဲ့အိိဆာတင်ညာအဲ့ဒီအိိဆာတင်ညာကမြတ်တည်တဲ့ကုသိုလ်ကောင်းမှုတွေထဲမှာတော့လောကီကုသိုလ်တွေထဲမှာတော့ခေါင်ပေါ့ဗျာဟုတ်လားအေးအဲ့ဒါဥစဉ်တို့ဝေလာမသုတ်တန်ရဲ့အနှစ်ချုပ်ဒါကြောင့်ပုံနဲ့ မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကတတိကြီးတဲ့ဒါကကြီးတဲ့အလူဒါနနှိမ့်ကြလို့အလူဝိတ္ထုနှိမ့်ကြလို့စိတ်ဓာတ်မကြပါနဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါလို့ဝေလာမသုတ်တန်ကြီးဟောပြီးတော့နာရပင်တတိကြီးလည်းဝမ်းမြောက်ဝမ်းသာဖြစ်အိမ်ပြန်အဲ့ဒီမှာတတိကြီးဆင်းရဲပြီးမွဲပြီးဆိုတော့မှသောတော်တုံးကစတုထမြောက်တကားမုတ်မှာနေတဲ့မိစ္ဆာဒိဋ္ဌိနဲ့နော် စာတုံးကတတိကြီးအရှင်ပြေတုံးကသူမပြောရဲဘူးအခုဆင်းရဲပြီဆိုတော့ဒီအချိန်မှာငါပြောရင်တော့ငါစကားကိုလက်ခံတန်ကောင်းရဲ့လို့သူအဲ့ဒါတို့တွတ်တယ်သူအတွက်မှားတာကိုနောက်တော့သိရမယ်အဲ့ဒါနဲ့တန်းကောင်ရံမှာတတိကြီးရဲ့ဟိုအိတ်တဲ့အဆောင်ကိုတန်းကောင်ရံမှာအယောင်ဝါးရင်းနဲ့သူလာလာနောက်တော့ဗာကိစ္စလေစတုထမြောက်တကားမုံမှာစောင့်နေနှက်ပါဗာကိစ္စလေ မလာပါတတိကြီးတဲ့တတိကြီးကူဆင်းရဲနေပြီနော်တဲ့အဲ့ဒါငါသိပါတယ်အဲ့ဒါကိုချမ်းသာခြင်းလို့ရှိရင်ဒါမျိုးမလုပ်တဲ့မူအဘမျိုးမလုပ်တဲ့တာလို့ယဟန်ဂေါရမအမှုပြုတဲ့တန်ဃာတော်တွေကိုအမြဲတမ်းပေးကြွေစွန့်ကျင်းနေမှတော့စီးပွားရေးပဲစိတ်ဝင်စားမှတော့မွေးမှာပေါ့တဲ့ဒါကြောင့်တတိကြီးပြန်ပြီးတော့စီးပွားရေးအခြေအနေကောင်းကျင်တဲ့ဆိုရင်ယဟန်ဂေါရမအမှုရှိတဲ့တန်ဃာတော်တွေကိုအိမ်မလာစေနဲ့ နော်ပြီးတော့စီးပွားရေးကိုစောက်ချပြီးတော့လုံးတဲ့ဟာအဲ့ဒါကသင်ကငါ့ကိုပေးတဲ့အဆုံးမလားတဲ့တတိကြီးကဟုတ်တယ်တဲ့ဒါသင်အတွက်ပေးတဲ့အဆုံးမအေးဒါသင်အဆုံးမဆိုရင်ငါပြောမယ်သင်အင်မတန်မိုက်တဲ့နတ်ပဲတဲ့သင်လိုမိုက်တဲ့နတ်နဲ့ငါတအိမ်ထဲမှာအတူတူမနေနိုင်ဘူးဒါကြောင့်သင်ငါအိမ်မှာလုံးဝမနေနဲ့တဲ့ပေးတဲ့နတ်ကိုနှင်ထုတ်တာ သောတပန်အရိယံသူတော်ကောင်းကြီးက နှင်ထုတ်တာဆိုတော့အဲ့ဒီနဲ့လုံးဝမနေနိုင်ဘူးအဲ့ဒါနဲ့သူ့ရဲ့သားသမီးလက်ဆွဲပြီးတော့ဒုက္ခပဲငါ့ကိုကျေးဇူးတင်လိမ့်မလားငါလည်းပဲနေရာကောင်းလေးမြတ်ရမလားဆိုပြီးတော့ပြောရနေတာအဲ့ဒါနဲ့သူစိတ်ပြက်ပြီးတော့ကြံရမရစတုမာရဲ့နမင်းကြီးလေးပါးစီကိုသွားပြီးတော့ကြံကြံတောင်းတဲ့တတိကြီးရဲ့အိမ်ကလွဲလို့သူ့မှာနေစရာလည်းမရှိပါဘူးနတ်လောကဆိုတာစမ်းကြယ်တယ်ဗျာ ဒီပြင်တကိုးတွေရှိပေမဲ့လို့သူတို့မစွန်းတဲ့နေရာမှာလည်းမစွန်းမှုပဲပေါ့နော်အဲ့ဒါနဲ့သူတို့မာရီနမင်းကြီးလေးပါးတွေသွားပြီးတော့အကူကြီးတောင်းတယ်နမင်းကြီးလေးပါးကလည်းတင်းသိမ့်မိုက်တာပဲသောတာပန်အရိယာကြီးကိုဒီလိုသွားပြောတာကိုမတို့အကြံမပေးတတ်ဘူးအဲ့ဒါနဲ့တရားမင်းကြီးရောက်တရားမင်းကငါတင့်ကိုကြံပေးမယ်တဲ့သင်တန်းထမ်းရမယ်တဲ့မလုပ်ရမယ်တန်းထမ်းရမယ်တဲ့အဲ့ဒါဘာလဲဆိုတော့ တတိယရဲ့အထံကနေပြီးတော့ကုံသင်ငယ်လေးတွေခြေသွားတဲ့၁၈ကလေးသောငွေတွေကိုသင်ဟာဘန္နာဇူဟံပုံဖန်ဆင်းပြီးတော့လိုက်လံပြီးတော့တောင်းသင်ရဲ့နတ်အမှုဘောနဲ့တောင်းရအောင်တောင်းတောင်းပြီးအဲ့ဒါကိုတတိယကြီးရဲ့အခွင့်ကြီးရှိတဲ့ဘန္နာတိုက်တီထဲမှာသွားပြီးတော့ထည့်ပြီးတော့သမုဒ္ဒရာကိုမျောပါသွားတဲ့အရှိတဝတိမြေချောင်းချောင်းမျောပါသွားတဲ့၁၈ကလေးသောငွေအိုးတွေရွှေအိုးတွေကိုသင်ရဲ့တကူအမှုဘောနဲ့ဆဲပြီးတော့တတိယကြီးရဲ့ဘန္နာတိုက်ထဲကိုထည့် ပြီးတော့အရှင်မရှိတဲ့ပိုင်ရှင်မရှိတဲ့တဆက်ရှိကလေးသောပစ္စည်းတွေဘယ်နာဘယ်နာမှာရှိတယ်။အဲ့ဒါကိုလည်းတင့်ရဲ့အာနုဘောနဲ့တထေးကြီးရဲ့ဗန္ဒာတိုက်ထဲကိုရောက်အောင်လို့90နဲ့4ကတိနော်အဲ့ဒါကိုတင့်ရဲ့အာနုဘောနဲ့တထေးကြီးရဲ့ဗန္ဒာတိုက်ထဲကိုရောက်အောင် လုပ်ပြီးတော့တထေးကြီးကိုဝန်ချတောင်းပန်လေတချို့ဦးဇင်းတို့ဗုဒ္ဓဘာသာကိုတချို့မယုံကြည်တဲ့ပုဂ္ဂိုလ်တွေယုံကြည်မှုအားနည်းတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင် ဟာဒီပစ္စည်းတွေကိုတောင်တကိုးနဲ့သေနိုင်သေးတာပဲကိုနေရကိုနေရလေးကိုရအောင်မရှာနိုင်ဘူးလားလို့ဒီနှက်ကဘာနှက်လဲလို့သောရကတက်မဆိုတက်ဆရာရှိတယ်နော်အေးနှက်ပြည်လောကရဲ့စမ်းကြယ်ပုံတွေတခါသမားတို့ဦးစင်းတို့ရဲ့ညံနဲ့ဘယ်သိနိုင်မှာလဲဗျဟုတ်လားမသိနိုင်ဘူးနော်တခါဒီမိုက်မြအေးဟိုနေရမှာစွန့်မိမယ်လို့ဒီနေရမှာမစွန့်တာတွေက ရှိသေးတာကိုဟုတ်လားအေးအဲ့ဒါနဲ့တဲ့အဲ့ဒါလိုဒန်ထမ်းပြီးတော့တထေးကြီးကို တောင်းပန်ပဲဆိုရင် ကျင့်တတ်တန်ကောင်းရဲ့လို့ဘုရားကကြံပေးတာလေဤသကြမင်းကြီးကကြံပေးတာအဲ့ဒါနဲ့အဲ့ဒီနတ်ကဟုတ်ပြီဆိုပြီးတော့တရားကြံပေးတဲ့အတိုင်း54လေးကလေးသောပစ္စည်းတွေကိုတတိကြီးရဲ့ဗန္ဒာတိုက်ထဲကို အပြည့်ထည့်ထည့်ပြီးတော့တတိကြီးစီကိုဝင်ပြီးတော့ရှစ်ခိုးပြီးတော့ကရော့ပြီးတော့တောင်းမှနတ်ကလည်းလူကိုကရော့တာနော်ဒါမဲ့လူကတော့ဘာလူလဲအရိယာသောတာပန်လူပေါ့ဟုတ်လား အင်းအဲ့ဒါလိုကြတော့ပြီးတော့ပြမှားမိသည်မြလွန်ကျူးမိသည်မြဂျင်းတ်ပါဒါမျိုးတော့မပြောတော့ပါဒါကြောင့်ဒီအိမ်မာလည်းပဲပြန်ပြီးတော့နေခွင့်ပေးပါဒံထန်းခြင်းအမှုကိုလည်းပဲ90နဲ့၄ကလေးရှိအောင်ကျွန်တော်မျိုးကြီးဆောင်ရွက်လို့ပြီးပါပြီအဲ့ဒါလိုတောင်းမှန်တော့တတိကြီးကစဉ်းစားတယ်ဂိုင်းဒီနတ်မိုက်သည့်အားလျော်စွာ မလိမ္မာသည့်အားလျော်စွာမှားတဲ့အပြောတွေတော့ပြောခဲ့တာပြီးစီတော့ အခုသူ့ရဲ့ဒဏ်ထမ်းတဲ့အမှုကလည်းကျင့်တတ်เสียကောင်းတယ်ငါကလည်းတောင်းပန်တယ်ဆိုတော့ gain ဟုတ်ပြီအဲ့ဒီလိုဆိုလို့ရှိရင်ငါကိုးကွယ်တဲ့မြတ်စွာဘုရားကို သင်လိုက်ပြီးတော့ကတော့မှငါကျင့်တတ်နိုင်မယ်အဲ့ဒါလိုပြောပြီးတော့နောက်နေ့ရောက်တော့အဲ့ဒီနတ်ကိုခေါ်ပြီးတော့မြတ်စွာဘုရားစီကို သွားတယ်တတိကြီးကလူကနတ်ကိုခေါ်သွားတာနော်အေးမြတ်စွာဘုရားစီလည်းရောက်ပြီဆိုတော့မှ ရှင်ဘုရားဒီလိုဒီကြောင်းပဲဘုရားဒီနတ်ကဒီလိုပြမှားတယ်ဘုရားဆိုတော့မြတ်စွာဘုရားက ဟုတ်လားမတိတိအလျောက်မိုက်မဲသည့်အလျောက်ပြောတာ ရှိပါစီတော့မြတ်စွာဘုရားကလည်းအဲ့ဒီနတ်ကတောင်းပန်ဝန်ချတာကိုအဲ့ဒီမှာမြတ်စွာဘုရားကယခုနောက်တုန်းကပေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့အချင်းချင်းကလေးရှင်းပြခဲ့တဲ့ဂါထာနှစ်ဂါထာနော်အဲ့ဒီမှာဟောတာပါပုံပိပတ္တိပဒံယာဝပါပံနပိစတိ ယဒာသပိစတိပါပါထပါပောပါပါနိပတတိမကောင်းတဲ့ယုံမာတဲ့ပုဂ္ဂိုလ်ပင်ဖြစ်စီကမှုမကောင်းတာတွေလှုပ်ထားတဲ့ပုဂ္ဂိုလ်ပင်ဖြစ်စီကမှုသူလှုပ်ထားတဲ့မကောင်းမှုတွေကအကျိုးမပေးသေးဘူးဆိုလို့ရှိရင် ကောင်းတာတွေကိုတွေ့မြင်နေရသေးတယ်တဲ့သူလှုပ်ထားတဲ့မကောင်းမှုတွေအကျိုးပေးပြီလဲဆိုတော့အဲ့ဒီပုဂ္ဂိုလ်မကောင်းတာတွေကြီးပဲတွေ့ရတော့တယ်တဲ့ဟုတ်ရလားအေး ပါရောပိပတ္တိပါမယံဝပါရဏပိစတိယထာဇပိစတိပါရထပါရောပါရယာတိပတ္တိကောင်းနာရီလုံနေတဲ့ကောင်းတဲ့သူတော်ကောင်းပင်ဖြစ်စေကားမူသူလှုပ်ထားတဲ့ကောင်းနာတွေကအကျိုးမပေးသေးဘူးဆိုရင်ဆင်းရဲတာတွေမကောင်းတာတွေကိုတွေ့မြင်ရနိုင်သေးတယ်သူလှုပ်ထားတဲ့သူပြောထားတဲ့သူကြံထားတဲ့ကောင်းနာတွေလည်းအကျိုးပေးပြီဆိုတော့မှကောင်းနာတွေကြီးအဲ့ဒီပုဂ္ဂိုလ်တွေ့ရတယ် ကံတရားတို့ရဲ့အလှည့်အပြောင်းကလေးတွေဟုတ်လားကံဆိုတာမျိုးစိနဲ့တူတယ်နော်ဟုတ်အခုမျိုးစိလေးတွေရှိတယ်လေရပိုင်းအတွင်းပေါက်တာရှိတယ်ဟိုလာပိုင်းလောက်ဆောင်းမှာပေါက်တာရှိတယ်ဟိုတုန်းကဥစဉ်ကြားပို့လိုက်တယ်တရုတ်ပြည်မှာဟိုဘရုံမှာကြာစီတစ်စိနှစ်ပေါင်း3000ရှိပြီမပေါက်သေးဘူးတဲ့အဲ့ဒီအထက်ထဲမှာလည်းပေါက်နိုင်တဲ့တတ္တိရှိသေးတယ်မျိုးစိတွေဟာသူ့အချိန်ကာလကြာမှာပေါက်လာတဲ့မျိုးစိအမျိုးမျိုးရှိတယ်လို့ကံတရားတွေဟာ ချက်ချင်းကျိုးပေးတာရှိတယ်နောက်ဘဝကျိုးပေးတာရှိတယ်ဒုတိယဘဝမှာအကျိုးပေးတာရှိတယ်ဟတတိယဘဝကျမှအကျိုးပေးတာရှိတယ်ဟုတ်လားဦးဇင်းတို့ပေးတဲ့ကြည်ကြဘူးတဲ့နာတရဇတ်နော်နာတရဇတ်မှာလေဟိုအင်ဂတိမင်းကြီးကဟိုဂုဏဆိုတဲ့တကတွန်းကြီးတီသွားပြီးတော့တရားနာတာကိုအလာတဆိုတဲ့ဒေဝရတ်အမတ်ကဒေဝရတ်အလောင်းအမတ်ကအကြံပေးလို့လေအဲ့ဒီမှာဂုဏတကတွန်းကြီးကဗာတရားတွေဟောတာလေကောင်းတာလို့လေကောင်းတာဖြစ်မှာမဟုတ် မကောင်းတာလို့လည်းမကောင်းတာဖြစ်မှာမဟုတ်ဘူးလောကမှာကောင်းတာမကောင်းတာကိုမရှိဘူးဖြစ်ခြင်းတိုင်းဖြစ်နေတာဖြစ်ခြင်းရဖြစ်နေတာဘာမှကြောက်ကြမနေနဲ့တတ္တဝါဆိုတာ84ကဘာပြီးရင်ပြီးသွားတာအခြေလုံးတစ်လုံးကိုအစကနေကင်ပြီးတော့လှိတ်ချလိုက်ဩရှင်ကုံတော့ဆုံးတော့ရက်သွားတာမေဒါသူ့အယူဆဗျတော်တော်ကြောက်စရာကောင်းတယ်နော်ကောင်းတာလည်းမရှိဘူးမကောင်းတာလည်းမရှိဘူးလှုပ်ခြင်းရလှုပ်ကောင်းတာလှုပ်လည်းမကောင်းတာဖြစ်ခြင်းဖြစ်တာမကောင်းတာလှုပ်လည်းကောင်းတာဖြစ်ခြင်းဖြစ်တာ ဒါကြောင့်ကောင်းမှုမကောင်းမှုရဲ့အကျိုးပေးဆိုတာတကယ်စင်စစ်မရှိပါဘူးတဲ့အဲ့ဒါသူနှစ်ခက်ယဟန်ဖြစ်လာမဲ့တကတွန်းမှားယွင်းတဲ့အယူဆတွေကိုဖြန့်ချိနေတာဟုတ်လားအဲ့ဒါကိုအင်ဂတိမင်းကြီးကနားထောင်ပြီးတော့သဘောတည်ကြတယ်ဗျာအဲ့ဒီလိုသဘောကြနေတုန်းရှိသေးတယ်ဘာဖြစ်တုန်းဆိုတော့အလာတအမတ်ကထပြီးတော့ပြောတယ်ဒီဝရအလောင်းမတ်ကမင်းကြီးတဲ့တိတ်မှန်တာပဲတဲ့ဒီတကတွန်းကြီးပြောတာဘာဘူးလို့တုန်းဆိုတော့ ျနု်လ်ပဲအရင်ဘဝတုန်းကနွားတက်ခဲ့တာတဲ့တကယ်နွားတက်ခဲ့တာဒေဝဒအလောင်းအလာတက်အမတ်အလောင်းကအဲ့ဒါတသက်လုံးနွားတက်ပြီးတော့ဟောဒီဘဝကျတော့တထေမင်းကြီးအမတ်မင်းကြီးလာဖြစ်တာဗျာတဲ့မကောင်းတဲ့အကျိုးပေးရှိတယ်ဆိုလို့ရှိရင်ဟာကျွန်ုပ်ငရဲရောက်မှာဗောတဲ့အခုနွားတက်ပြီးတော့ကျွန်ုပ်အမတ်ဖြစ်နေတယ်တဲ့ပေးတယ်ဘာတက်ပြီးဘာဖြစ်နေတယ်နွားတက်ပြီးအမတ်ဖြစ်နေတာတဲ့ဗျာအဲ့ဒါလည်းတကယ်ပဲဗျာဒါပေမဲ့အမတ်ဖြစ်တာကနွားတက်လို့တော့မဟုတ် ူကဒုတိယဘဝပဲသူကမြင်တာသူကတတိယတဏ္ဍာရတယ်အဲ့ဒီဒီဝရအလောင်းကဒါပေမဲ့တတိယဘဝတုန်းကသူကောင်းတာတွေအများကြီးလုပ်ခဲ့တယ်အဲ့ဒါကိုသူမမြင်ဘူးအဲ့ဒီနွားတက်တဲ့ဘဝကိုပဲသူကမြင်တာနွားတက်ပြီးတော့အမတ်ဖြစ်တယ်လို့လွယ်လွယ်မှားမှားယူဆတာနော်အမတ်ဖြစ်အောင်လူဘဝကိုအကျိုးပေးအောင်ပြုပြုလိုက်တဲ့ကံကိုအဲ့ဒီကံပြုခဲ့တဲ့ဘဝကိုသူမမြင်ဘူးဟုတ်လား အမြင်ကလေးတစိတ်တည်းတည်းနဲ့ဆုံးဖြတ်လိုက်တာမှားပါလေရောဟင်တခါကြီးဒီမိုင်းများဂျားပြတ်ဥပမာတွေကခေါင်းထဲပေါ်လာပြန်ပြီဗျာဟိုမျက်မမြင်ပုံနာ6ရောက်ဆိုပြီးငငယ်တုန်းကဦးစင်းတို့သင်ခဲ့ရဘူးတယ်လေဖရားပေးတဲ့ဥပမာပါပဲဟုတ်လားဆင်ကြီးကိုဘာလဲဆိုပြီးတော့ဘရင်ကြီးကမေးတော့စန့်ကြည့်တာလေဆင်ရဲ့ခြေတော်ကြီးစန့်ပြီးတော့ဩဆင်ဆိုတာတိုင်တလုံးလိုပါပဲလို့ဆုံးဖြတ်ချက်ချတယ်ပေးတဲ့ရွတ်တွက်ခါအောင်မှားတယ် ဆင်ဆိုတာဘာတဲ့တို့ဆင်ဆိုတာအတိုင်းတလုံးမဲတယ်ဟုတ်လားနေရွက်ကြီးဆမ်းပြီးတဲ့လူကအော်ဆင်ဆိုတာဘာများလဲအောင်မိတယ်ဆင်ဆိုတာသဘောကြီးလိုပါပဲလို့ပြောတယ်နော်ပေးတဲ့လောကကြီးကိုကြည့်ပြီးတော့ဆုံးဖြတ်တဲ့နေရာမှာမပြိမစုံမမှန်မကန်တစိတ်တရေတာလေးမြင်ုံမြတ်နဲ့ဆုံးဖြတ်လို့ဖြစ်မလားအေးဒါကြောင့်တချို့ရှိတယ်နော်ဟာအဲ့ဒီလူမကောင်းတာတွေလုပ်နေတာဒါပေမဲ့ကောင်းတာတွေဖြစ်နေတာချမ်းသာတာလည်းလွန်ရောက်ကောင်းတဲ့ကံဆိုတာအကျိုးပေးတာဟုတ်ဟာမတူပါဘူး မကောင်းတဲ့ကံအကျိုးပေးတာဆိုတာလည်းဟုတ်ဟန်မတူပါဘူးလှုပ်ချင်ရလှုပ်လို့ရတယ်နဲ့တူပါရဲ့လို့တချို့ဒီလိုထင်တာရှိတယ်နော်အခုဒေဝဒတ်ဖြစ်မဲ့အလာတအမတ်ကဘလို့ပြောနေတာလဲနွားတက်လို့အမတ်ဖြစ်တယ်လို့ပြောနေတာမှန်လဲမှန်တယ်ဒါပေမဲ့အမတ်ဖြစ်တာကတော့နွားတက်လို့မဟုတ်အရင်အရင်ဘဝတုန်းကကောင်းတာလုပ်ခဲ့တာကိုသူမမြင်ဘူးဟုတ်လားအဲ့ဒါလို့လဲအလာတအမတ်ကပြောလိုက်ရောဦးဇင်းတို့ရှင်မာမောက်ကလန်ဖြစ်လာမဲ့ဘီဇကကျွန်းဆိုတာကအဲ့ဒီပေးသက်ထဲမှာရှိတယ် ခုနတက္ကသိုလ်ကြီးကပိဋကပုံများစွာကိုတရားဟောနေတာအဲ့ဒါအင်္ဂတိမင်းကြီးကတရားနာနေတာပိဋကဘောဘအစုံအဲ့ဒါအမတ်ကြီးကအင်္ဂတိမင်းအဲခုနတက္ကသိုလ်ကြီးရဲ့တရားကိုလည်းထားထောက်ခံလိုက်ရောအဲ့ဒီဘီဇကကျွန်ငိုတော့တာပဲဗျာအဲ့ဒီဘီဇကကျွန်ကရှင်မဟာမောက္ကလံဖြစ်လာမှာဘာလို့ငိုတာလဲဆိုတော့မင်းကြီးတဲ့မင်းကြီးကမေးတာကိုဟာမင်းဘာလို့ငိုတာတော့ပိဋကတွေကြတဲ့မင်းကြီးတဲ့ကျွန်တော်မျိုးကြီးလည်းနောက်ဘဝကိုမြင်နေတဲ့ အရှင်ဘုရားတို့ကကျွန်တော်မျိုးကြီးကဘာဝဆိုတဲ့တထေးကြီးဖြစ်ခဲ့တာလှူလိုက်တာမှရရက်ဆက်ဆက်ပဲတဲ့လူတွေပေါ်တနာလုံးလို့ကျင်နာလုံးလို့စွန့်လို့ခဲ့တာဒီမှာအများကြီးပဲတဲ့ဒါပေမဲ့ဒီဘဝမှာကျွံဖြစ်တယ်တဲ့ကောင်းမှုရဲ့အကျိုးကရှိမှမတူပါဘူးတဲ့အမေသူကပြောသေးတယ်ဗျာကျွန်တော်မျိုးကြီးကဘာနဲ့တူတော့ဆိုတော့ဟိုဖဲကစားတဲ့နေရာမှာလိမ္မာကျွမ်းကျင်ခြင်းမရှိတဲ့အဲ့တဲ့ဖဲသမားလို့မှားတဲ့ဖဲကိုပဲယူမိတာနဲ့တူပါတယ်တဲ့ ပေးတဲ့ဥပမာတော်တော်ကောင်းတယ်တော့ဒီကမာကြီးများဟုတ်လားဘာတဲ့တော့ဟင်မကောင်းတဲ့ဖဲကိုပဲယူမိတာသူတို့ဘဝကိုသူတို့ကကံစိုးကံကောင်းနံပေါ်နံချားထောက်တဲ့လောက်ဖဲအောင်းမိတာနဲ့တူတယ်အဲ့လိုမဟုတ်ဘူးနော်ဘဝဆိုတာအင်မတန်တိကျတယ်မှန်ကန်တယ်ကောင်းတာလို့ရင်ကောင်းတာကသူ့အတူတူလာမှာမကောင်းတာလို့ရင်မကောင်းတာလည်းသူ့အတူလာမှာပဲအခြေခံကြကြနားလည်ဖို့မလိုဘူးလားအခု तू ပြောလိုက်တာကတော်တော်တောင်ကြောက်စရာကောင်းတယ်ကျွန်တော်မျိုးကြီးကတော့အတဲ့ကစားသမားလို့ မကောင်းတဲ့ဖဲချက်ကိုယူမိလေရောင်တကားဘဝဆိုတာခေါင်းပန်းလှန်တယ်လို့မလွယ်ပါဘူးဗျဟုတ်လားဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်ဖြစ်တဲ့ဖြစ်ထိုက်တာတွေဖြစ်နေတာဟုတ်လားအဲ့ဒါလို့ဘီဇကကြုံကထပြီးတော့ငိုတော့အင်္ဂတိမင်းကြီးကလုံးဝမိစ္ဆာဒိဋ္ဌိအယူကို သူကြိုက်သွားပြီဟုတ်တယ်ဘယ်အဲ့ဒီဘီဇကကြုံကသူကလှူခဲ့တဲ့တထေးဘဝကိုပဲမြင်တာအဲ့ဒီရဲ့အရင်တဘဝကြော်တုံးက သူကဟိုနွားပြောက်ပြီးတော့တိုးထဲမှာနွားရှာတာစိတ်တူနေတာအဲ့ဒီချိန်မှာယဟန်တပါးကလာပြီးတော့လမ်းပြောက်လို့လမ်းမေးတာအဲ့ဒါကိုဒီယဟန်ကလည်းနှုတ်ကကြမ်းလိုက်တာကျွန်းနဲ့နာတူတော့တယ်လို့သူကအဲ့ဒါလိုပြင်မှားခဲ့ဘူးလားအဲ့ဒါကြောင့်သူဒီဘဝမှာကျွန်းဖြစ်နေတာသူဘာဝတထေးကြီးဘဝတုန်းကလှူခဲ့တဲ့စေတနာတွေကအကျိုးမပေးသေးဘူးဟုတ်လားအဲ့တော့ကံနေဆိုတာက မြဲတဲ့ကံရှိတယ်မမြဲတဲ့ကံရှိတယ်ဟုတ်လား ေးနောက်ဘဝအကျိုးပေးတာရှိတယ်တတိယဘဝကျမှအကျိုးပေးတာရှိတယ်ဒီဘဝတွင်အကျိုးပေးတာရှိတယ်ကဲထားတော့ထားတော့အတပေးတတ်တို့ဥဒင်းတို့ကြားပြက်ကလေးဒါကရှင်းပြတာနော်ဟုတ်လားဒါကြောင့်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ပင် ဖြစ်စေကမူကောင်းမှုအကျိုးမပေးသေးဘူးဆိုရင်တော့မကောင်းတာကို တွေ့ရအောင်မှာပဲဟုတ်ရလားအေးကောင်းမှုအကျိုးပေးပြီဆိုတော့မှကောင်းတာတွေကို တွေ့ရပါလိမ့်မယ်ဟုတ်ရလားမကောင်းတဲ့ပုဂ္ဂိုလ်ပင်ဖြစ်စေကမ မကောင်းတာတွေအကျိုးမပေးသေးသမျှကောင်းတာတွေကိုသူတို့တွေ့ရအောင်မှာဟုတ်လားမကောင်းတာတွေလည်းအကျိုးပေးပြီဆိုတော့မှမကောင်းတာတွေကြီးတွေ့ရတော့တာအဲ့ဒီဂါထာနှစ်ပုဒ်ကိုမြတ်စွာဘုရားကအဲ့ဒီအနာတပင်တထေးကြီးခေါ်လာတဲ့နတ်ကိုအကြောင်းပြုပြီးတော့ဟောလိုက်တာအဲ့ဒီနတ်သောတာပန်ဖြစ်တယ်ပြည့်တယ်ဘာဖြစ်တယ်သောတာပန်ဖြစ်တယ်ဗျအဲ့ဒီလိုသောတာပန်ဖြစ်တော့သူတော်တော်ကြီး ြည်ညိုပြီးတော့မြတ်စွာဘုရားကိုတကယ်ကိုပဲဝန်ချပြီးတော့ထပ်ပြီးတော့တောင်းပန်တယ်အဲ့ဒီမှာမြတ်စွာဘုရားကသူ့ကိုခွင့်လွှတ်ပါတယ်နော်